ဆရာဖုံမအေဂျင်ရှင်းပြပါမယ်ဆုံးထိကြည့်ရှုပြပါခင်ဗျာပြောင်းလံကရိယာ transformer ဆိုတာဘာလဲပြောင်းလံကရိယာဆိုတာကလျှက်စစ်စနစ်ထဲမှာအတုံးပြူတဲ့မီဖီအား voltage ကိုမြင့်အောင်ပြောင်းပေးနိုင်တဲ့သို့မဟုတ်နှိမ့်အောင်ပြောင်းပေးနိုင်တဲ့လျှက်စစ်ကရိယာတစ်ခုဖြစ်ပါတယ်မြပမာအားဖြင့် line တလျှောက်သွားတဲ့မီဖီအားကိုမြင့်တင်ပေးပြီးနောက်ပိုင်းနေအိမ်သုံးအစစ်မှာပြန်လျှော့ပေးတာမျိုးဖြစ်ပါတယ်ဖွဲ့စည်းပုံပြောင်းလံကရိယာတစ်လုံးမှာအဓိကအားဖြင့်အစိတ်ပိုင်း၃ခုပါဝင်ပါတယ် တဲ့အင်ပုတ်ကွင်း primary coil မူလလျက်စစ်အင်အား input current ကိုထည့်သွင်းရနေရာနှင့်အထုပ်ကွင်း secondary coil ပြောင်းပြီးတဲ့ MIPR output voltage ကိုထုတ်ပေးရနေရာသုံးတမနီအတွင်း iron core လျက်စစ်တန်လိုက် magnetic flux ကိုစီစဉ်အောင်ပြုလုပ်ပေးတဲ့အပိုင်းအလုတ်လုတ်ပုံပြောင်းလန်ကရိယာဟာလျှက်စစ်တန်ဆွဲ induction electromagnetic induction ဆိုတဲ့နည်းလမ်းကိုအသုံးပြုပါတယ်။ input ကွင်း primary coil ကိုလျှက်စစ်စည်းလာတဲ့အခါ တန်လိုင်းတစ်ခုဖြစ်ပေါ်လာတယ်။အဲ့ဒီတန်လိုင်းကတန်မဏိအတွင်း hang coil မှတဆင့်အထုတ်ကွင်း secondary coil ထဲသို့ဝင်သွားပြီးအတစ်တလက်လျှက်စစ်စီအင်အား voltage ဖြစ်ပေါ်လာပါတယ်။ဒီလိုနဲ့မီဖီအားကိုပြောင်းပေးနိုင်တာဖြစ်ပါတယ်။အမျိုးအစားများ the step up transformer ပိုအားမြင့်ပြောင်းနေတဲ့မီဖီအားကိုမြင့်အောင်ပြောင်းပေးတယ်ဥပမာ မီထုတ်ဆက်ရုံ power station မှာအသုံးများတယ်နှစ် step down transformer ပိုအားလျှော့ပြောင်းမြင့်တဲ့မီဖီအားကိုနေအောင်ပြောင်းပေးတယ် ဥပမာမိလိုက်မှနေအိမ်သုံးအဆင့်သို့ပြောင်းလဲနေရများမှာအသုံးများတဲ့အသုံးများသောနေရာများမိဖီအားဖြန့်ဝေမှုစနစ် power distribution system charger adapter များ substation များစက်ရုံများ mi black welding machine စတဲ့စက်ပစ္စည်းများတတိပြုရန် ပြောင်းလဲကရိယာဟာအပြောင်းလဲစီရမှသာအလုပ်လုပ်တတ်ပါတယ်အတန်းလျက်စီဒီမှာတော့မအလုပ်ဖြစ်ပါဘဟုတုတလေးတွေရှိရင် line နဲ့ follow ပေးခဲ့ပါခင်ဗျာ